လုံးမဲမင်္ဂလာပါအခုတီချင်နောက်တစ်ခု တိုင်လျှော့ထိုးတာကို ပြောပြမယ်တိုင်လျှော့လို့လည်းခေါ်တယ်အခုထိုးပြမယ်ထိုးချက်ကိုတိုင်တူလျှော့လို့လည်းခေါ်ပါတယ်ရှိမှတင်ထားတဲ့ဟာနဲ့ပတ်ကွာလဲဆိုတော့ရှိမှတိုင်ပွားတိုင်တူပွားကြတော့သူကတင်ငေတာကဒီလိုမျိုးပက်လက်လေးဖီပုံစံလေးပြတယ်တိုင်လျှော့ရဲ့တင်ငေတာဒီလိုမှောက်ရက်ပုံလေးပြပါတယ်ဒါတူမဟုတ်ဒီဟာဒီဟာဘယ်ဟာပဲတွေ့တွေ့ဒါသည် တိုင်တူလျှော့တိုင်လျှော့ထိုးခိုင်းတာနော် အဲ့တော့တိုင်လျှော့ထိုးနည်းကို ပြမယ်ဒါအခုရှိမှတင်ထားတဲ့ဟာတိုင်တူတဒန်တိုင်ပွားတဒန်ထိုးထားတယ်တိုင်လျှော့ထိုးတာပြမယ်နော်တိုင်လျှော့ထိုးမယ်ဆိုလို့ရှိရင်တိုင်တူထိုးသလိုမျိုးအပေါက်သေးကိုထည့်မယ်ချီကိုလှမ်းယူမယ်ဆွဲတင်မယ်နှစ်ကျိုးနှစ်ကျိုးဒီတိုင်ထားရတယ်ထားပြီးနောက်ထပ်တစ်ပေါက်တစ်ခါထပ်ပြီးထည့်မယ်အကူထက်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 ပြီးမှလှမ်းယူဆွဲတင်မယ်၃ကျိုး၃ကျိုးစလုံးကိုရစ်ပြီးတော့ထုံပါ အဲအဲ့ဒါကိုမှဒါတိုင်ရှော့တထိုင်နောက်တစ်တိုင်ထပ်ထိုးမယ်တိုင်ရှော့နောက်တစ်တိုင်ထပ်ထိုးမယ်ဆိုရင်အခုဒီမှာဒီဒါထိုးပြီးသားပေါ့ကြီးဒီဘေးကအပေါ့နော်ထဲ့မယ်ဒါအခုဒါတိုင်ရှော့တစ်ခါလုပ်ပြီးပြီနော်တိုင်ရှော့နောက်တစ်ခါထပ်လုပ်ပါလို့ပြောရင်နောက်တစ်ပေါက်ကနေထဲ့ချီကိုလမ်းယူဆွဲတင်မယ်နှစ်ကြိုးအဲ့ဒါရစ်ပြီးမထုတ်ဘူးနော်ဒီတိုင်ထားရမယ်ဒီအပေါက်ရဲ့ဘေးနောက်ထပ်တစ်ပေါက်ကိုထပ်ပြီးတော့ထဲ့မယ်လမ်းယူမယ်ဆွဲတင်မယ်သုံးကြိုးသုံးကြိုးစလုံးကိုရစ်ပြီးတော့ထုတ်လိုက်တာမှတိုင်ရှော့တစ်ခါ အဲ့ဒီတော့ကဘလို့ဖြစ်လာလဲဆိုတော့ပြပြမယ်တီချေတို့အောက်မှာအပေါက်ကိုနှစ်ပေါက်သုံးသွားတယ်အပေါ်မှာတတိုင်းပဲပြန်လာဖြစ်တာအခုတီချေတိုင်ရှော့နှစ်တိုင်ထိုးလိုက်တယ်အောက်မှာအပေါက်လေးပေါက်သုံးတယ်အပေါ်မှာကျတော့နှစ်တိုင်ပဲပြန်လာဖြစ်တယ်เนาะအဲ့တော့အောက်မှာတိုင်ရွဲ့20ရှိတဲ့ဟာကိုအပေါ်မှာတိုင်ရှော့ထိုးပါလို့ပြောလိုက်အပေါ်မှာ30ပဲကျန်တော့မယ်ตัวหน้าปอกกูมาตะไดเปลี่ยนมาဖြစ်တဲ့เปลี่ยนมาဖြစ်တဲ့အတွက်ကြောင့်မို့လို့လေအပေါက်သေးကိုထဲလမ်းညွှန်ဆွဲတင်မယ် နောက်တစ်ပေါက်တစ်ခါထပ်ထည့်မယ်လှမ်းယူမယ်ဆွဲတင်မယ်ရေပြီးတော့ထုတ်လိုက်မယ်နှစ်ပေါက်ကမှတတိုင်ဖြစ်သွားတာအဲ့ဒါကြောင့်မို့လို့လေသူတိုင်လျှော့လို့ခေါ်တာနော်တိုင်ကိုလျှော့ချသွားတာအဲ့တော့ဒီတိုင်းမယ်တိုင်လျှော့တဒန်းထိုးလိုက်တိုင်ပွားတဒန်းပြန်ထိုးလိုက်တိုင်လျှော့ထိုးလိုက်တိုင်မောထိုးလိုက်နဲ့ထိုးပေးပါနော်လက်ကလေးနည်းနည်းလောက်အလေးကျင့်ဖြစ်သွားတဲ့ဆိုလို့ရှိရပါပြီနော်သဘောလောက်လေးပဲသွားကျင်တာမို့လို့ အပေါက်သေးသေးအနှမ်းယူနောက်တစ်ပေါက်တစ်ခါထပ်ထည့်မယ်ထပ်ပြီးတော့ယူမယ်ဆွဲတင်၃ကြို၃ကြိုးဆက်လို့ယူပြီးတော့ထုတ်တာဒါသည်တိုင်လျှော့တာပါတိုင်နေနေဝမယ်နော်အဲ့တော့ထိုးပါထိုးပြီးွားပြီဆိုလို့ရှိရင်အိမ်စာလေးတွေပြန်ပြပေးနော်အဆင်မပြေတာနားမလဲတာရှိခဲ့မယ်ဆိုရင် အာမနာပါနဲ့ဒီချက်ကိုမက်ဆေ့ချာမှာလာမေးလို့ရပါတယ်နော်အားလုံးပဲအဆင်ပြေကြပါစေရှင်